ဟုတ်ကဲ့ပါကြားဖြန့်ငွေလိန်ခိုင်းနေနဲ့ပတ်သက်တယ်ဆိုပြီးကရင်နေကြားသောတက်ခေါင်းဆောင်ဘူမူကြီးစောချစ်သူနဲ့တားနှစ်ယောက်စောထူအမှုနဲ့စောချစ်ချစ်တို့ကိုအမေရိကန်ဗန္နာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိတ်ချုပ်ရေးယုံ OFAC ကအရေးယူကြောင်းမေလ9ရက်မှာ ကြေညာထားတာပါဒီကြားပြန့်ကိုအကြောင်းပြုပြီးတော့ Facebook မှာပါညာဒီအဲ့ဒီခေါင်းစဉ်တွေလှလှကြီးတက်ပြီး Facebook နေမယ်ဆိုလို့ရှိရင်အာဘုဇဆောင်ချက်သူနဲ့အတူเนา သူ့ရဲ့သားနှစ်ယောက်ထဲလာဆိုတော့ဒါနဲ့ဘာပတ်သက်လို့လဲကျွန်တော်တို့ကမြည်ငားတာကျွန်တော်ဒီဂျာကက်လုပ်ငန်းမှာလဲခုန share ထည့်ဝင်လာတော့လဲမရှိဘူးဟိုကသူတို့ရဲ့ဒီဂျာပြက်ကနေပြီးတော့မှအကျိုးမြတ်ခွဲဝေမျှဝေစားသုံးထားတာလဲမရှိဘူးနောက်ပြီးသူတို့ဆိုထားတာသူဟာဟိုအချိန်မြင့်မရှိသွားလူမောင်ခုကုံပူးတဲ့အဆင့်လည်းမဟုတ်ဘူးဆိုတော့ဟိုဒါကတော့ကျွန်တော်တို့လည်းအများကြီးစဉ်းစားနေတော့မနော်ဒီလိုစူပါပါဝါနိုင်ငံကြီးက ဒီလိုတည်တည်လေးကိစ္စတွေတအားစိတ်ဝင်စားလာတယ်ဆိုတော့ဟုတ်ကဲ့အမေရိကန်နိုင်ငံသားတွေကိုအန်ဒရယ်ဖြစ်စေတဲ့ဆိုင်ဖာလိန်လေလှည့်ပြားမှုတွေလူကုန်ကူးမှုနဲ့နေဆက်ဖြတ်ကျော်လူမောင်ကိုကူးမှုတွေမှာအ धिक အခန်းကဏ္ဍကပါဝင်နေတာကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဘုံမူကြီးစောချစ်သူကတော့ကြားပြန့်လုပ်ငန်းနဲ့မပတ်သက်ကြောင်းပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်မြောက်ဝတီသတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုထားခဲ့တာပါ။ ဟိုကြဖြန့်ပြောမယ်ဆိုရင်ကျွန်တော်လည်းမသိပါဘူးပတ်သက်မှုလည်းလုံးဝမရှိပါဘူးကျွန်တော်တို့သူကုတ်ကမှခုနကကျွန်တော်ပြောသလိုပဲဒီကျွန်တော်တို့ဟာပေါ့ဟိုဟာပေါ့စောက်လို့ရေလောက်တာဟိုအေယာစီမံကဲကျွန်တော်စောက်တယ်ဟိုတယ်စောက်တယ်ကျွန်တော်ကတော့မြင်ငံရံတဲ့လူပဲကျွန်တော်မြင်ပဲနားရမ်းတာပြောမယ်ဆိုရင်ကျွန်တော်ပထမနှစ်ဆိုရင်ကျွန်တော်ဟာပေါ့တလားမှကျွန်တော်သိန်း၄၀ပဲကျွန်တော်တို့ရတာတလားမှသိန်း၄၀လောက်ပဲအများကြီးကျွန်တော်မရပါဘူး ျွန်တော်တေသကိုဖွင့်ပြတိုးတက်စေချင်လို့ကျွန်တော်တေသတခုကိုကျွန်တော်ဖွင့်ပြတိုးတက်စေချင်တဲ့စံသားနဲ့အဲ့ဒီစံသားလုံးလုံးလုံးအမပါရာမျိုးဖြစ်ကောင်းဖြစ်လိုက်မယ်အဲ့ဒါအမှန်တကယ်ပြောမယ်ဆိုရင်လောဘကျွန်တော်နဲ့ပတ်သက်တာလည်းမရှိဘူးကျွန်တော်တို့သိခဲ့ရင်လက်ခံမှလည်းမဟုတ်ဘူးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ BGF KNA ထိန်းချုပ်ရာဒေသဟာစိုက်ဘာလင်လယ်မှုအစုဖွဲ့အများပြားကျင်းလည်ကျစားရာဖြစ်နေပြီ ရာဇဝမှုလုပ်ငန်းတွေမှာမြန်မာစစ်တပ်နဲ့ပူးပေါင်းချိတ်ဆက်မှုကနေအကျိုးမြတ်တွေရရှိခဲ့တယ်လို့လည်းအမေရိကန်ကြီးညာချက်မှာဖော်ပြထားတာပါတကယ်အရင်ကောင်ကျွန်တော်တက်ဖြုတ်လို့လေအဲ့ဒီအရင်ကဖြစ်စစ်တဲ့ဆရာနာရှင်စနစ်နဲ့အဲ့ဒီဒီဒီမတော်မတရားဟောမတော်လောဘနဲ့ဒီတရားဥပဒေစိုးမိုးပြည့်ရင်းအောင်အများတန်းပဲ ဟိုအဂရီလိုက်စားမှုကလှိုင်ကောင်းလို့လှိုက်စားပြီးတော့ဖြတ်နေတဲ့အဟာမျိုးကိုတိုက်ဖြတ်ဖို့လိုတယ်အဲဒီအောင်လို့ကျွန်တော်တို့တိုက်တွန်းချင်တာအထူးဖြစ်ကျွန်တော်တို့ကရင်လက်နက်ကင်ဖွဲ့တရားအတိကဟာကျွန်တော်တို့ကအတိပုံရံသူဖြစ်တဲ့ဆီယနာရှင်စနစ်နဲ့ဒီလူမျိုးအချိုးဖြင့်ဒီလူမျိုးလူသားတွေအပေါ်မှာအကောင်းကျိုးမပေးတဲ့ဒီငွေလိန်ခိုင်းတွေကိုကျွန်တော်တို့တိုက်ဖြတ်ဖို့အတွက်အတောင်းရှိတယ် အဲ့ဒါကြောင့်မို့တိုက်ဖက်ဖို့တောင်းဝန်ရှိတဲ့အပေါ်မှာဒီလုပ်ငန်းရဲ့အရင်းမျိုးကျွန်တော်ဥတီပြီးကျွန်တော်တိုက်ဖက်ရတော့ဝိုင်းမိုးကျွန်တော်လက်တွဲတိုက်ဖို့လိုတယ်မဟုတ်ရင်အဲ့ဒီကနေအကျိုးများရလာတဲ့ဟာကိုကျွန်တော်တို့အသာလေးစံစားရင်းနဲ့ပဲနောက်ဆုံးကျတော့ကျွန်တော်တို့ဘဝပါအကုန်လုံးပြည့်စည်ကြအောင်မယ်ဘုံမူကြီးစောချစ်သူနဲ့အပေါင်းပါတွေကိုတရားစွဲဖို့ထိုင်းအထူးမူကစုံစမ်းစစ်ဆေးဌာန DSI ကပြင်ဆင်နေတယ်လို့ဖေဖော်ဝါရီလဆန်းပိုင်းတော့ကလည်းထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ